Hello, hello, this is DJ Imo. Welcome to my channel. Hi, everyone. In today's video, we are going to learn everything about the present continuous tense, including its form, usage, common times, expressions, and we'll practice with some exercise and answers at the end, like I stated. Okay, hello, Minglaba, DJ Imo. In this video, my solution DJ Rory. present continuous tense အကြောင်းကို လေ့လာရမယ်။အမှဆိုရင် present continuous ကဲ form ပုံစံနေ usage အသုံးပြုပုံနေ common time expression present continuous နဲ့တွဲသုံးရမယ်။ time expressions နော်စကားလုံးနေပြီးလို့ရှိရင်အဲ့ဒါတွေအကုန်လုံးဒီချက်ရှင်းပြီးသွားလို့ရှိရင် exercise တွေပါမယ်။ပြီးလို့ရှိရင်အလေ့ကျင့်ခန်းအပြင်ကိုအဖြေတွေပါထည့်ပေးထားမယ်။ဒါပေမဲ့ထုံးစံတိုင်းပဲပေါ့နော်။လေ့ကျင့်ခန်းအကိုအရင်ဖြေပါပြီးတော့မှဒီချက်တော့အဒီအဖြေတွေကိုပြန်ပြီးတော့ကြည့်ပေးပါနော်။ Okay, now let's like get started. Okay, first, uh, what is present continuous tense? Present continuous tense ra bale. The present continuous tense is used to talk about actions happening right now, actions happening around at uh, this time period, and next uh, temporary situation and future plans arrangements. Uh, present continuous များသောအားဖြင့်သိတာကတော့ present continuous ဆိုတာအိဆက်မှာ platform ing အခုလုံနေတယ်အခုသွားနေတယ်စားနေတယ်အဲအခုပစ္စုပန်မှာတခုခုလုံနေတဲ့အကြောင်းအရာကိုပြောခြင်းဒီချေရိုသုံးတယ်လို့ဒါအားလုံးသိကြရပါတော့နော် ဒါမဲ့လို့ဒီသင်ကန်းစာမှာဆိုလို့ရှိရင်ခြေရိုးကနောက်ထပ်တစ်ခုပါထပ်ပြပေးထားပါဗျ။ပထမတစ်ခု actions happening right now เนาะဒါဟုတ်တယ်အခုပြစ်ဆုတ်ပံမှာဖြစ်ပျက်နေတဲ့အရာတွေအာပြုလုံလှုပ်ဆောင်ချက်တွေအတွက်သုံးတယ်ပြီးရင် actions happening around this time period အခုတော့မဟုတ်ဘူးဒါမဲ့ဒီအချိန်လေးမှာပေါ့နော်ဒီအာအချိန်အတော်အတွင်းမှာဒါလှုပ်ဖြစ်ပျက်နေတဲ့ action တစ်ခုလှုပ်ဆောင်ချက်တွေကိုပြောတယ် temporary saturation ယာယီအချိန်အတွင်းတွေမှာ present continuous ကိုသုံးမယ်ပြီးရင် future plans or arrangement future plans အနာဂတ်အတွက်ကိုကစီစဉ်ထားတယ်တခုခုစီစဉ်ထားတယ် arrangement လည်းစီစဉ်မှုတွေပေါ့နော်အဲ့ဒါမှဆိုလို့ရှိရင် teacher တို့ present continuous tense ကိုအသုံးပြုရမယ်အဲ့တော့နောက်ထပ်တခုကြည့်ကြရအောင်အဲ့တော့အရှိကတော့ဒါအကြံပြင်ရှင်းတာပေါ့နော်အခုက example လေးနဲ့တွဲပြီးတော့ကြည့်ကြအောင် uses of present continuous tense actions happening now for example i'm talking to you I'm talking to you ချေပြောတယ်သူ့ရဲ့ form ဒီနောက်ထပ်အနောက်မှာလည်းထပ်ပြောပြပေးမယ်နော်သူ့ရဲ့ form ကိုအလွယ်မှတ်လို့ရှိရင် is a map black verb ing လို့အလွယ်မှတ်ပေးပါ but to please back to b black back fire ng ပေါ့နော် back to b ရ is am black back fire ng i'm talking to you ငါမင်းကိုဒါစကားပြောနေတယ်เนาะဒါလည်းအခုအချိန်မှာအဖြစ်ပြနေတဲ့ action တစ်ခုဖြစ်တယ်ပြီးရင် the baby is crying ကလေးငယ်ကငိုကြွေးနေတယ်ဒါဆိုရင်ဒီကလေးဒီအခုပြစ်ဆုတ်ပံမှာပဲဒါဖြစ်ပြနေတဲ့ action တစ်ခုဖြစ်တယ် number 2 temporary saturations ယာယီအခြေအနေပေါ့နော် she is staying with her aunt these day these days me ဒီရက်အတော်တွေမှာဒီရက်တွေမှာပေါ့နော်သူမက သူမရဲ့အတော်နဲ့အတူတူနေနေတယ်နော်နေထိုင်နေတယ်ခိတ္တနေထိုင်နေလို့အထိပ်ပေးရတယ် staying က Okay, now go actions around now. Uh, not at the uh, exact moment. အခုတိတိကျကျကြီးခုဒီလိုမဆိုလို့ဘူးပေါ့နော်။သူကအဲခုပက်လယ်မှာပေါ့နော်ဖြစ်ပျက်နေတဲ့အဲလှုပ်ဆောင်ချက် ဥပမာဆိုရင် I'm reading a book this day this day လည်းပြန်သုံးလို့ရပါတယ်။အဲဒီနေ့ဒီမှာငါကစာအုပ်တော့ကိုဖတ်နေတယ်ဆိုလို့ကျင်တာအခုဖတ်ချင်မှလည်းဖတ်မှာပေါ့เนาะ तू ပြောနေတဲ့အချိန်အတော့အတွင်းမှာဒီအချိန်နေမှာဆိုလို့ရှိရင် तू ကအဲဒါဒီလုံဆောင်ချက်တစ်ခုကစာအုပ်တော့ကို तू ဖတ်နေတယ်။ဒါဆိုရင်လည်းချေတို့ is a map black bad finance သုံးလို့ရပါတယ်။နောက်ခုက future plans arrangements အနာဂတ်အတွက်ဒါ plans နေ arrangements စီစဉ်မှုတွေဆိုလို့ရှိရင်ချေတို့ဒီလိုပြောလို့ရပါတယ်။ we are meeting them tomorrow ငါတို့ရ သူတို့ကိုမနှက်ဖြန်ကြရင်တွေ့မယ်ပေါ့နော်နောက်တစ်ခု he is flying to london next week နောက်တစ်ပတ်ကျရင်သူက london ကိုသွားလိမ့်မယ်နော်သွားတဲ့အခါမှာ flying တုံးထားတာဖြစ်တဲ့အတွက်ဒါက airplane နဲ့သွားတယ်နော်အဲဒီလင်းရင်နဲ့သွားတယ်လို့အထိပ္ပယ်ရတယ်ပေါ့နော် Okay ဒီကုဆိုလို့ရှိရင်ကျေတော့ form of present continuous tense ကိုလေ့လာမယ် affirmative stressure subject plus ASMR plan backfiring subject ကိုအရှိ subject pronoun တွေမှာ be subject pronoun တော့ကသင်ခန်းစာမှာဒီချေလိုသင်ခဲ့ပြီးသွားပြီเนาะအခုက unit 8ရောက်နေပါပြီအဆက်ဆက်တဲ့၄ချိန်ခန်းတွေကိုတဆင်ချင်းတဆင်ချင်းလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီ unit 1ကနေစပြီးတော့လေ့လာပြပါเนาะဒါဆိုလို့ရှိရင်လုံးဝ basic grammar ကိုအကျွမ်းကျင်သွားလိမ့်မယ်เนาะ အဲ့တော့ subject ဆိုတာအဲ IV UTE Hishi A ဆိုတာကိုကတိထားပြီးနောက်က battery PD SMR ဖြစ်တယ်ပြီးရင် press ဖြစ်တဲ့အတွက် SMR ရဲ့သုံးရမယ်နော်ပြီးနောက်က buffer ng ပေါ့ okay for example i'm eating ဒါဆိုရင် i ဆိုရင် teacher တို့ m နဲ့သုံးရမှာကိုအဲ b subject pronoun နေရာတည်ပြီးဒါဒါဆိုရင် i'm eating ဆိုရင် i'm for example i'm eating lunch like this ပြီးရင် we you they we you they ဆိုရင်ကျတို့ ai ရာနဲ့သုံးရမယ်ဆိုတာတည်တယ်ဒါဆိုရင် we you they ဆိုလို့ရှိရင် for example they are playing football he she it ဆိုရင် iss နဲ့သုံးရမှာကိုချေလို့တည်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့အာ he is she is it is သုံးလို့ရတယ်နောက်က black buffing ကြီးထည့်မယ် for example she is washing tv โอเคနောက်တဲ့ stretches အခုဖြစ်တယ် negative stretches သူကတော့လွယ်ပါတယ်အရှိက subject i will you တရားတော့ i will you တွေပဲနောက်က ismr negative ဆိုတဲ့က ismr ကိုဒါဒီချေရို not ပေါက်ထည့်မယ်ဒါလည်းခုန b subject pronoun မှာတခြားပြောခဲ့ပြီးသားနော်အဲ့တော့ ismr blood not နောက်က buffing g buffing g ပဲ for example i'm not or i am not ဒီမှာတော့ဒီချေရဲ့ဒါအခုမှစပြီးတော့လေ့လာနေတာဖြစ်တဲ့အတွက်နော် isn't တို့ art တို့အဲဒီ เอ I'm not တို့အဲ့ဒါတွေကိုတကယ်အတူကောက်ရေးပြမထားဘူးအရှိကောက်ရေးပြပေးထားတယ်เนาะတကယ်လို့ကိုကကျွမ်းကျင်နေဆိုလို့ရှင်လေ short form နေတုံးလို့ရပါတယ်အဲ့တော့ I am not having dinner ငါညစာမစားသေးဘူးမစားဘူးပေါ့เนาะစားမနေဘူးပေါ့ပြီးရင် we are not playing ငါတို့တွေကစားမနေဘူး you are not working အဲသင်ကအလုပ်လုပ်မနေဘူး they are not going to the park เนาะသူတို့တွေကဒါဒီပန်းချံကိုတော့သွားမနေဘူး he is studying now he is sorry he is not studying now အခုသူကဒီအစာလေ့လာမနေဘူး she is not sitting သူမှ time မနေဘူး it is not running ထိုရာကပြေးမနေဘူးအဲ့တော့ကျေဟိုးရှင်မှာပြောခဲ့သလိုပါပဲ i ရော i မဲ we ဆိုတဲ့အခါမှာ we ဒီကိုလည်းပါတယ်တခြားသူလည်းပါတယ်ဒါဆိုဘယ်လိုရေးလို့ရလဲဆိုရင် for example my family and i or my friends and i my cousin and i ကိုပါကိုပါရမယ် we က you you ကတကယ်လို့အာတင်လဲတုံးလို့ရတယ်တင်တို့လဲတုံးလို့ရတယ်ပေါ့နော်ပြီးရင် they they ဆိုတာကကျတော့ကိုမပါဘူး တခြားသူတွေကြီးပဲ for example my family uh, sorry my cousins my sisters ပေါ့နော် my friends ပေါ့နော်စသည်ဖြင့်အဲ့တော့ဒေဒီကိုမပါပါဘူးသူတို့ပါပဲအဲ့နောက်ခုဟိနေရာမှာကျတော့ယောက်ျားလေးနဲ့ပတ်သက်တဲ့သူတယောက်ချင်းအကုန်ဖြစ်နိုင်ပါတယ် the man uh, the boy my brother like this there ပေါ့နော် and care နောက်ခု she ဆိုတဲ့နေရာမှာလည်း uh, mom my aunt my sisters teacher စသဖြင့် gram grammar စသဖြင့်ဖြစ်နိုင်တယ် it ဆိုတဲ့နေရာမှာ we use idea for things or animal ဖြစ်တဲ့အတွက်အရာဝတ္ထုတွေအတွက်လည်းသုံးနိုင်သလိုတိရိစ္ဆာန်လေးတွေအတွက်လည်း the cat the dog စသဖြင့်သုံးလို့ရတယ်နော် Okay now go for no present for a uh, continuous tense နဲ့နောက်ထပ် structure တစ်ခုဖြစ်တဲ့ question question မှာတော့ခြေရိုးဒီမှာ is/am question yes or no question ကိုပဲပြ ေးထားတယ်ပေါ့နော်အဲပြီးရင်ဆက်ဆက်ပြီးတော့ debate question တွေလည်းရှိသေးတယ်ဒါကတော့နောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့လေ့လာရပါမယ်အခုတော့ admissor အဲဒီ question ဖြစ်တဲ့အတွက်တချို့တို့ဒီ admissor ကိုအရှိကိုထုတ်ကိုထုတ်မှရမှာဖြစ်တဲ့အတွက် admissor ပြီးရင် subject လာမယ်နောက်က buffer ng ဒီ buffer ng ပါပဲ as a for example am i having breakfast ငါနော်မနေ့စာစားနေလား are we uh, sitting ငါတို့ထိုင်နေလား are you buying snack အမင်းဒါဒီမုတ်ဝဲနေလား are they coming through လာနေလား is he playing football သူကစားဘောလုံးကစားနေလား is she sleeping သူမအိပ်နေလား is this eating some meat သူမเออ sorry โทยาก็อตาอโชอซานี่ล่ะแล้วส่วนลามีกุนนี่เนี่ยมีเลยป่ะเนาะลามีกุนนี่เนี่ยมีไปส่วนดิเฉยอาชีพมานี่แหละပြောခဲ့ပါတယ် yes or no question มา so do you know how to answer for those questions ဘယ်လိုဖြေရမလဲဆိုတာသိတာလားသိတလားဆိုတော့ကြတော့ဒီချက်တော့ဒီမှာအဖြေတော့ထည့်ပေးမထားဘူးအဲ am i having breakfast ဒါကိုကိုမြည်ရယ်ဆိုရင်တခြားသူကဖြေမယ်ဆိုရင်တော့ yes you are i am in တဖက်သူကယူနေဖြေမှာပေါ့နော်ကိုကိုပြန်ဖြေရင်တော့ yes i am no i am not ဖြေလို့ရတယ်ပေါ့နော် are we sitting ငါတို့တွေထိုင်နေတာလားဒါဆိုတခြားသူကဖြေပေးမယ်ဆိုရင်တော့ yes you are မင်းတို့တွေထိုင်နေတာ no you aren't မင်းတို့တွေထိုင်မနေဘူးကိုတိုင်းကိုပါကိုဖြေမယ်ဆိုရင်တော့ yes we are ငါတို့တွေထိုင်နေတယ် no we aren't ငါတို့တွေထိုင်မနေဘူးဒါမျိုးနဲ့သွားမှာပေါ့နော်နောက်ခု are Are you buying snacks? ဒါကတော့သူ့ကိုသူ့တင့်ကိုလို့ပြောတာဖြစ်တဲ့အတွက်တစ်ဖက်သူကပြန်ဖြေတဲ့အခါမှာ I am နဲ့ပြန်ဖြေရပါမယ်။ Yes I am or no I'm not. Are they coming? အဲသူတို့လာနေလားဒါဆိုရင်တစ်ဖက်သူကအဲသူတို့ဆိုတာဒါကကြတော့သူ အဲစဉ်းစားကြည့်လိုက်ပင်ပေါ့နော်တစ်ဖက်သူကကြတော့အဲသူတို့လာနေရဆိုရင် yes they are no they aren't အမလားဆိုလဲ no they are is he playing football ဒါတစ်ဆင့်ကမေးနေရပါနော်ကိုရှိရသူကိုသူ့အကြောင်းမေးနေရဖြစ်တယ်ခုနလည်းအတိုင်းပဲကိုရှိရလူကိုသူတို့အကြောင်းမေးနေရဖြစ်တယ်အခုလဲသူများကတစ်ဖက်ကိုရှိရလူကအဲကိုကမေးလိုက်လို့ is he playing football သူဘောလုံးကစားနေလားဆိုလို့ရှိရင်တစ်ဖက်သူကအဲအဲ့ဒီထုမေးတဲ့သူအကြောင်းဒါသိနေရဆိုလို့ရှိရင်လည်းပဲဟုတ်တယ်ဆိုလဲ yes he is မဟုတ်ဘူးဆိုရင် no he isn't အဲ့လိုပဲ is he sleeping yes yes she is no she isn't is this eating some meat no it isn't or yes it is you can answer okay now let's uh, look at time expression with present continuous tense present continuous tense နဲ့အကို present continuous these sentences ကိုတည်လိုက်လို့ပေါ့နော်ကြည်လိုက်လို့ present continuous tense မှာလို့တည်တာထင်ရှားစေတယ် time expression တွေရှိပါတယ် common time expression include now right now at the moment today not this week currently and this these days uh tonight tomorrow next week ဒါ tonight tomorrow next week the for the future plans ပေါ့เนาะဒါအကျိန်းတည်နေတဲ့အနာဂတ်အတွက်ပြောရဲဆိုတာပေါ့ဟာတော့ခြေရောအခုနလို current saturation အာဒီ temporary saturation ပေါ့เนาะဒါမှမဟုတ်လို့ရှင် now right now at the moment ကတော့အခုလုံနေတဲ့အခုဖြစ်ပျက်နေတဲ့ action တခုကိုပြောရဲအခါမှမျိုးသုံးပါတယ် today this week တို့ currently တို့ these days တို့ကတော့ခုနပြောတဲ့ temporary saturation တို့ဒါမှမဟုတ်အခုတော့မဟုတ်ဘူးအခုပဲလေဒီအချိန်တိုင်းတာဒီအတော့အတွင်းမှာသူတခုခုလုံနေတာဆိုလို့ရှင်လည်းပဲဒီဒါဒီ what တွေကိုသုံးမယ်ပေါ့နော်ဒီ what တွေပါပြီဆိုလို့ရှိရင်ဒါချင်းတည်တယ် present continuous tense ဖြစ်တယ် okay let's look at the answer now okay next uh examiner i'm studying right now we are listening to music now you're reading a book at the moment ဒါဆိုရင် i'm studying right now no now no at that moment no ဆိုလို့ရှိရင်ဒါကျင်းတည်တယ်ဒါအခုအဲလောက်ကိုလုံနေတဲ့အရာပေါ့နော်သူတို့တခုလုံနေတာ i'm studying uh, right now ဆိုလဲငါအခုအဲဒီစာလေ့လာနေတယ် we are listening to music now ငါတို့တွေအခုသတင်းနားထောင်နေတယ် we are reading a book at the moment အခု at the moment me now မှာပဲနော်အတူတူပါပဲသူတို့နှစ်ခုအတိတ်ပဲအခုအဲဒါစာအုပ်တို့ကိုမင်းဖတ်နေဖတ်နေတယ်ပေါ့နော်နောက်အခု they are working today အဲ့ဒါဒီ they are working today သူတို့အလုပ်လုပ်နေ တယ်ဆိုတာကအခုဒီစကားကိုပြောတဲ့အချိန်မှာသူတို့လှုပ်ချင်မှလှုပ်မှာနော်ဒါပေမဲ့ဒီနေ့တနေ့လုံးမှာဆိုရင်သူတို့လှုပ်နေတာအချိန်ကများတယ်ပေါ့ကွာအလုပ်လုပ်နေတယ်ပေါ့အဲဒါမျိုးဆိုလို့ချင်တယ်ပြီးရင် he is staying with his friends this week ဒီတစ်ပတ်မှာဆိုလို့ရှိရင်သူရဲ့တငယ်ချင်းနေနဲ့သူကနေမယ်အခုနေချင်းမှနေမှာနော်ဒီတစ်ပတ်မှာတော့သူနေကိုနေမှာဖြစ်တယ် he she is making hammock currently အဲ currently အခုဒီအချိန်မှာဆိုလို့ရှိရင်သူကဘာလုပ်လဲ currently မှာဆိုလို့ရှိရင်ဒီ hammock ကို ဒါကပြုတ်လုံနေတယ်ပေါ့နော်အဲဒါကလည်းခုနလိုမျိုးအခုဆိုရဲအခုချက်ချင်းကိုပြောတာတော့မဟုတ်ဘူးเนาะနောက်ခုကကြတော့ it is not playing with toys these days ဒီနေ့ဒီမှာဆိုလို့ရှိရင်သူကအဲဒီအယုတ်တင်နဲ့မကစားဘူးပေါ့နော်အခုမကစားဘူးလို့ပြောတာမဟုတ်ဘူးဒီလိုနေ့ရခါတိုင်းဆိုရင်ဒီလိုနေ့ရဆိုသူကစားရဲကွာဒါပေမဲ့ဒီလိုနေ့ခုဒီလိုနေ့ဒီမှာじゃသူကစားမနေဘူးအဲတော့အဲ့လိုမျိုးပြောနေတာဖြစ်တယ် okay နောက်တစ်ခုကတော့ i'm going to play tomorrow အမ်နေ့ဖြစ်မှာဆိုလို့ရှိရင်ငါပြေကိုသွားမယ် this is future plans right or arrangement ပေါ့နော် အဲအနာဂတ်အတွက်စီစဉ်ထားတယ်အနာဂတ်အတွက် plan ဖြစ်တယ်ဒါမှမဟုတ်လို့ရှင်စီစဉ်ထားတယ်โอเคနောက်ခု spelling rules for vfing vfing မှာ teacher တို့အဲ rules တွေရှိပါတယ်ပေါင်းတဲ့ rules တွေပေါ့နော်ဒီတိုင်းအများသောအဖြစ်တည်တာက ing ထည့်တယ်ဟုတ်ပါတယ် ing ထည့်ရင်လည်း vfing ပေါင်းလို့ရပါတယ် for example eat eating just at ing ပဲ run are you on run can you see vowel consonant u is vowel and is consonant vowel consonant you have to do uh you have to write with double consonants uh, ဒီဘာဝနဲ့ခွန်ဆုနဲ့နဲ့ဒါဆုံးပြီဆိုလို့ရှိရင်နောက်ကနေပြီးတော့ consonants ကို b ကိုတစ်ချေတော့ double consonants လောက်ပါမယ်နှလုံးထပ်ပါမယ် r u n n i n g run နေအဲ့လိုပဲ s w i m ဆိုရင် i is power m is consonant right so s w i m m i n g စင်မြင်လိုက် this နောက်ခု m a k e make m a k e make ဆိုလို့ရှိရင်တော့ โอเค amake make ဆိုလို့ရှင်เนาะ drop e at ing e ကိုဖြုတ်မယ် ing ပေါင်းထည့်မယ် li line ဆိုလို့ရှင်เนาะ zero chain i e to y black web ing ပါ i ကိုဖြုတ်မယ် y ပေါင်းမယ်ပြီးရင် ing ထည့်မယ်ဒီလိုနည်းနဲ့ပဲဒီအားတွေဒီနည်းတွေကိုသိထားလို့ရှင် zero web ing ကိုဘယ်လိုပဲလာလာဒါ spelling တွေလောက်တယ်မယ်လို့ထင်တယ်เนาะကဲဒါဆိုအားလုံးနားလည်သွားပြီဆိုလို့ရှင် exercise လေးလုပ်ကြည့်အောင် exercise 1a ပေါ့နော် a fill in the blanks with present continuous tense present continuous tense form is isma plus verb ing right ဒါဆိုရင်တချို့တို့ isma ကိုထည့်ဖို့ရာဘာကိုကြည့်ရမလဲဆိုရင် subject ကိုကြည့်ရမှာပေါ့နော် subject ဒီ i ဖြစ်နေ amm အာပြီးလို့ရှိရင် he she is ဆိုရင် IS is we you they ဆိုလို့ရှိရင်ဒီချေရော AR ER နောက်ကတော့ပေးထားတဲ့ buff ကို ING လေးပေါင်းထည့်လိုက်အောင်မယ်ဟုတ်ပြီနော် နောက်မှာအဖြေပါပါတယ်အဖြေမကြည့်ခင်ချေကိုဒါလေးကိုကိုပါကိုဗီဒီယိုခဏရက်ထားမယ်ရက်ထားပြီးတော့မှ exercise တွေလုပ်ပေးပါ โอเคဒီမှာတော့အဖြေတွေပေးထားပါတယ်နောက်ခုကြည့်ရအောင် choose the correct option ကျေရိုဒီမှာပေးထားတဲ့ ASMR ရဲ့ဘယ်ဟာကိုကိုကထည့်မှလဲရွေးပေးမယ်နော်ဒီချာလေးဗီဒီယိုကိုရက်ထားပြီးတော့ဒီချာလေးဖြည့်ပေးပါโอเค now let's look at the answer တော့အဖြေလေးတွေကြည့်မယ် i ဆိုရင် amm he she is ဆိုလို့ရှိရင် is is we you they ဆိုရင် ar ရပါ okay c is make questions using present continuous present continuous ကိုသုံးပြီးတော့ zero အာ you have to make a question question လောက်ရပါမယ်အဲ့တော့ zero question လောက်ဖို့အတွက် is am ကိုအရှိထုတ်ရမယ်လို့ခြေအရှိမရှင်းခဲ့ပြီးသားမလားဒါဆို is am ကိုထုတ်ဖို့ရပါဘူးကြည့်ရမလဲဆိုရင် subject ကိုတစ်ခါပြန်ကြည့်ရပါမယ် subject ဒီအာ i ဖြစ်နေရဆိုရင် am am ပေါ့ he she is ဆိုရင် is is you we they ဆိုလို့ရှိရင် are ya နောက်နောက်ကနေပြီးတော့အဲ subject ထည့်မယ်ပြီးရင် verb ing ထည့်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်နားလည်ပြီးလို့ထင်ပါတယ်နောက်ကအဖြေလေးကြည့်ရအောင် organize okay, write negative sentences negative sentence ra အညင်းဝကြဖြစ်တယ်အညင်းဝကြဆိုတဲ့အတွက်ကျတော့ not right. ပေါင်းထည့်အောင်မယ်ပေးထားတဲ့ sentence မှာ is smr can you see is smr okay please add uh anoti not နော် not လေးပေါင်းထည့်အောင်ပါပဲ for example number 1 she is talking on the phone so she is not talking on the phone you you can use a uh, short form for example she isn't talking on the phone okay let's look at the answer ဒီချက်ပေးထားတဲ့ grammar lesson တွေကိုတခြားလိုက်လုပ်မယ်ဆိုလို့ရှိရင်အတန်းစာတွေမှာလည်းစာမွဲကိုကောင်းစွာဖြည့်ဆွနိုင်မှာဖြစ်တယ်ပေါ့နော်။ Okay ဒါဆိုရင်ဒီချက်တော့နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်။ Bye bye. See you in the next video.